အမေရိကန်ရေတပ်ရဲ့လေယာဉ်တင်သင်္ဘောကြီးပေါ်မှာချိန်ဆိုင်ထားတဲ့ရဟတ်ယာဉ်နဲ့တိုက်လေယာဉ်တို့တနေ့တည်းမှာပဲနိုင်ပိုင်းသာချပြီးပြတ်ကြတဲ့ဖြစ်စဉ်မနေ့ကအောက်တိုဘာ26ရက်မှာဖြစ်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကတောင်တရုတ်ပင်လယ်ရေပြင်မကြီးဖြစ်ပွားခဲ့တာပါ။လေယာဉ်အမှုတန်းတွေကိုတော့ဘေးကင်းကင်းကယ်တင်နိုင်ခဲ့တယ်လို့အမေရိကန်ရေတပ်ရဲ့ Pacific စစ်စင်ရေးဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့လေယာဉ်တွေပြတ်ကျခဲ့တဲ့အကြောင်းရင်းကိုလည်းစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။အမေရိကန်ရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာ26ရက်နေ့လယ်ပိုင်းတုန်းက MH60R Seahawk အမျိုးအစားရဟတ်ယင်ပင်လယ်ထဲကိုပြတ်ကျသွားခဲ့တယ်လို့သိရပါတယ်။ရဟတ်ယင်ပေါ်လိုက်ပါသွားသူ3ဦးစလုံးကိုကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီရဟတ်ယင်က USS Nimitz လေယာဉ်တင်သင်္ဘောကြီးပေါ်ကနေပုံမှန်သတ်မှတ်ခရီးစဉ်တစ်ခုအတွက်ပြန်တန်းရင်ပြတ်ကျခဲ့တာလို့ဆိုပါတယ်။နောက်ထပ်နိုင်ဝက်အကြာမှာတော့ USS Nimitz ပေါ်မှာပဲအခြေစိုက်တဲ့ American ရေတပ်တိုက်လေယာဉ် FA18F တစီထပ်ပြီးပြကြခဲ့ပြန်ပါတယ်။အဲ့ဒီတိုက်လေရင်ကလေရင်မူးနှစ်ဦးကိုလည်းဘေးမသီးရမခကဲဆယ်နိုင်ခဲ့တယ်လို့ရေတပ်ကပြောပါတယ်။ American ရေတပ်က USS Nimitz ကိုရေမင်းအခြေဆိုင်ဟူသည်သဘုံတွေကိုတိုက်ခိုက်တဲ့စစ်ဆေးရေးအတွက်အရှိလေပိုင်းမှာအချိန်တော်ကြာဖြန့်ကျက်ထားပြီးတဲ့နောက်ဝါရှင်တန်ပြည်နယ်စီပြန်လာဖို့ခေါ်ယူထားပါတယ်။အဲ့ဒီလေရင်တင်သင်းမောကြီးကိုလာမယ့်နှစ်မှာရေတပ်ကပေးတိုက်အနားပေးဖို့လည်းစီစဉ်ထားတာဖြစ်ပါတယ်။ USS Nimitz က American လေယာဉ်တင်သင်္ဘောအားလုံးထဲမှာတက်တန်အရှိကြဆုံးရေရင်ကြီးလေးဖြစ်ပါတယ်။အခုလိုမျိုး USS Nimitz ပေါ်ကလေယာဉ်နှစ်စီးဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ွယ်မှာပေါ်ဆာမှုမှားယွင်းကန်တွယ်မှုတွေရှိခဲ့သလားဆိုတာတော့မသိရသေးပါဘူး။တခြား American လေယာဉ်တင်သင်္ဘောတစ်စီးဖြစ်တဲ့ USS Harry S. Truman မှာလည်းအဲ့ဒီလိုအမှားမျိုးတွေကြောင့်ပြီးခဲ့တဲ့လပိုင်းတွေအတွင်းအတော်လေးခေါင်းခဲစရာတွေဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အရှေ့လယ်ပိုင်းမှာဖြန့်ကျက်ထားခဲ့ခြင်းပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းက USS Harry S Truman ပေါ်ကပြန်တက်လာတဲ့ FA18 တိုက်လေယာဉ်ကိုအချံအယံရေရင်တစည်းဖြစ်တဲ့ပဲထိန်တုံးကြီးတက် Cruiser စစ်သင်ပေါ် USS Gady Spot ကမှောင်ရင်ပစ်ချမိခဲ့တာပါအခုနှစ် April လမှာလဲ USS Harry S Truman လေယာဉ်တင်သင်ပေါ်ပေါ်ရန်နာထားတဲ့ FA18 တိုက်လေယာဉ်တစည်းပင်လယ်ထဲပြုတ်ကျသွားပြီးပျက်စီးဆုံးရှုံးခဲ့ပါတယ်နောက်ထပ် မေလမှာလဲ FA18 တိုက်လျင်တစည်းတင်းဘောပေါ်အစင်းမှာအရှိန်သက်ပေးမဲ့တမဏိကျိုးနဲ့မချိမိပဲအရှိန်လွန်ပြီးပင်လယ်ထဲကျသွားတာကြောင့်လေယာဉ်မူးနှစ်ဦးအရေးပေါ်လေတီးနဲ့ခုံထွက်ခဲ့ရပါတယ်။အဲ့ဒီဖြစ်စဉ်တွေမှာတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုမရှိခဲ့ပေမဲ့လည်းအပူတပြင်းစုံစမ်းစစ်ဆေးမှုတွေကိုတော့လှုပ်ဆောင်နေပါတယ်။ FA18 တိုက်လျင်တစည်းကပြည်မြဒေါ်လာတန်း60ကျော်လောက်တန်ကြီးရှိတယ်လို့လည်းသိရပါတယ်ရှင်။